United အသင်းနောက်ခံလူဒါလော့ကပေါ်တူဂီကစားသမားတိုင်းဟာအသင်းကောင်းဆောင် Ronaldo ကစားသမားဘွားကနေအနားမြူခင်ကဘာဖလားရယူပေးဖို့စမ်းသပ်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒါလော့က Ronaldo ကိုဖော်ပြဖို့အတွက်နောက်ထပ်နာမည်ဝိသေသနတွေကိုရှာဖွေဖို့ကအလွန်ခက်ခဲပါတယ်။ Ronaldo နိုင်ငံအသင်းမှာဆက်ရှိနေပြီးအခိုက်တန့်တွေကိုမျှဝေခွင့်ရတာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့အခွင့်အထူးပါ။သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးမှာပြသခဲ့တဲ့ချက်ချင်းမြစ်တာတွေကမေးခွန်းထုတ်လို့မရပါဘူး။ ကျွန်တော်တို့ကဒါကိုဥပမာအနေနဲ့အသုံးပြုပြီးပေါ်တူဂီအတွက်သူအနိုင်ရတာကိုမြင်တွေ့ရမှာဟာလှပတဲ့ဇာလန်တပုတ်ဖြစ်လာပါလိမ့်မယ်။ကစားသမားတိုင်းကလည်းဒါကိုလိုချင်တယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်လို့ပြောခဲ့တာပါ။အသက်40နှစ်အရွယ်ရှိပြီဖြစ်တဲ့ရနယ်ဒိုအတွက်လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲဟာကမ္ဘာဖလားချန်ပီယံဆုကိုရယူခြင်းနဲ့သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်လာဖို့ရှိနေပါတယ်။ ရနေဒိုကတော့အခုချိန်ထိအနားယူမဲ့ရက်ကိုထုတ်ပေါ်ပြောထားခြင်းမရှိသေးပေမဲ့2026ကမ္ဘာဖလားပြိုင်ပွဲပြီးရင်သူအနားယူလိမ့်မယ်လို့အများပြကခန့်မှန်းထားကြပါဗျ။ရနေဒိုကပိုတူဂီအသင်းကိုယူရို2026နဲ့2029နေရှင်းလိပ်ပြိုင်ပွဲတွေမှာချန်ပီယံဆုရရှိအောင်ကူညီပေးထားတာဖြစ်ပါတယ်။ဒါလောကတော့ရနေဒိုနဲ့ပိုတူဂီအသင်းမှာအတူတွဲကစားခွင့်ရတဲ့အချိန်အတွင်းမှာစူပလားတွေရယူပေးနိုင်ဖို့မျှော်လင့်နေရပါ။ပိုတူဂီအသင်းအားလက်ရှိအချိန်မှာနေရှင်းလိပ်ကွာတာဖိုင်နယ်ကစားဖို့လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီးဒိမတ်အသင်းနဲ့နှစ်ကြော့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။ ဒိမန်နဲ့ပေါ်တူဂီအသင်းတို့ရဲ့ပထမအကြော်ပွဲစဉ်ကိုမတ်22ရက်မနက်ပိုင်းရှင်းပြိုင်သွားမှာပါ။ဒီပွဲစဉ်မှာအနိုင်ရတဲ့အသင်းအား2026ကမ္ဘာဖလားခြေစစ်ပွဲအဖြစ်ဟန်ဂေရီ၊အိုင်ယာလန်၊အာမေးနီးယားအသင်းတို့နဲ့ရှင်းပြိုင်ရမှာဖြစ်ပြီးအရေးနိုင်တဲ့အသင်းက Greece, Scotland, Belarus အသင်းတို့နဲ့ရှင်းပြိုင်ရမှာဖြစ်ပါတယ်။